အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသက်ချက်ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အဲမနေ့ကမမိုင်းပြောမှဆိုကြာကျွန်တော်စောစစီတာဘောပွဲပြီးရင်တော့အဲ့ငါဘောအားဒီဒါ real madrid တို့ဘာလို့ပွဲစဉ်လဲစောပြီး ဲ့တသိမ်းမဟုတ်တသိမ်းอ่ะလေပဏ္ဍတိတိခေါ်ရတဲ့စောက်ကျင်ကိုပြင်မရမလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့เนาะအဲ့တော့လက်ရှိမှာကတော့ကျွန်တော်တို့ချန်ပီယံလိဂ်ကိုနောက်တစ်ဆင့်တက်သွားတဲ့အသင်းတွေလည်းတည်ခဲ့ရပြီဒါကျွန်တော်ချန်ပီယံလိဂ်မှာဘယ်အသင်းတွေဘယ်အသင်းတွေတွေ့မယ်ဆိုတော့လည်းကျွန်တော်သိရတယ်နေဒါတကူရောက်ရှိခဲ့ပြီအဲ့လက်ရှိမှာဒါကျွန်တော်ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်အင်္ဂလိပ်အသင်းတွေကတော့နှစ်သင်းတက်ခဲ့တယ်ပေါ့เนาะဒါကျွန်တော် Liverpool နဲ့ Manchester City Manchester City ကဒါကျွန်တော်တို့ playoff မှာကလေးကပြုတ်ခဲ့တာဖြစ်ပြီးဒါကျွန်တော်တို့ Liverpool ကတော့ PSG နဲ့ပြုတ်ခဲ့တယ်ဖြစ်တယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ပွဲကြီးပွဲကောင်းတွေလာတော့မှာဖြစ်တယ်တို့ကြောင့်မဒါကျွန်တော်တို့ချန်ပီယံလိဂ်ကတော့လောလောဆယ်ရာ round of 16 င်ကတော့အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီလို့ဆိုလို့ရမယ်တော့မှာပါအဲ့တော့ runner sis ရဲ့ဒုတိယအကြော့အကြောင်းကျွန်တော်တင်တယ်ပြောလိုက်အောင်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အစောဆုံးပွဲစဉ်အနေနဲ့ဒါကျွန်တော် Borussia Dortmund နဲ့ဒါကျွန်တော် Lille ပွဲစဉ်ကိုတော့အပွင့်လေးဆုံးပြောဖြစ်မယ်ဆိုတော့ကျွန်တော်လုံးဝမကြည့်ဖြစ်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်၃နိုင်မှာဒါကျွန်တော်ကျွန်တော်ကျွန်တော်ဆိုမှာဆို၃နိုင်ပေါ့နော်အဲ့ကျွန်တော်၂နိုင်55မှာထပြီးတော့ကျွန်တော်ပွဲကြည့်ပြီးလို့ကျွန်တော် Borussia Dortmund နဲ့ Lille ပွဲစဉ်တော့မကြည့်ဖြစ်ခဲ့ဒါပေမဲ့တိတဲ့သတင်းတွေအရဆိုရင်တော့ Borussia Dortmund ကနောက်တစ်ဆင့်ကိုတက်တန်းသွားခဲ့ပြီလို့ကြားသိရတယ်မှာအဝေးကွင်းမှာဒါကျွန်တော်တို့2-1ဆိုတဲ့ရလနဲ့နိုင်ခဲ့ပြီးတော့ light digo 32ဆိုတဲ့ရသနဲ့ဒါကျွန်တော် borussia dortmund တို့တက်ခဲ့ပြီးကြားတဲ့နေရာမှာပါတယ်အဲ့တော့သတင်းတွေကြားတဲ့သတင်းတွေရဆိုရင်တော့ borussia dortmund ကတော့ barcelona နဲ့တွေ့ဆုံမယ်လို့ကြားတဲ့သတင်းတွေရှိပါတယ်အဲ့တော့ဒါဆိုရင်တော့ဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတွေဖြစ်လာပြီလို့ပဲဆိုရမယ်ဒီမှာပါပါတယ်အဲ့တော့ဒါကျွန်တော် Arsenal နဲ့ PSG အကြောင်းအရင်ပြောမယ်ပြီးရင်တော့ကျွန်တော် Real Madrid နဲ့ Atletico Madrid အကြောင်းပြောမယ်ပြီးရင်တော့ကျွန်တော် Hulu လို့ဒီလိုကျွန်တော်နည်းနည်းနည်းပြောမယ်ပေါ့နော်အဲ့တော့ အာဆနယ်နဲ့ PSV ကြောင်းသိပြီမြန်မာဆဆာရပြောကြတာမရှိဘူးအာဆနယ်တင်းတဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ကစားသမားတော်တော်များများကိုအနားပေးခဲ့ပြီးဒါကျွန်တော်တို့အာတေတာစိတ်ကြိုက်ပေါက်ကရဆန်းလို့ရမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ပြောခဲ့သူပါဒီနေ့ပွဲစဉ်မှာဒါသူပေါက်ကရကိုအပြည့်အဝဆန်းခဲ့တယ်ဆိုတဲ့ပုံစံမျိုးပါပဲတီယန်လေးကိုရှေ့တင်လို့တင်းဒါကျွန်တော်တို့ဇင်ချန်ကိုကိုကွင်းလယ်မှာထားလို့ထားပြောချင်တာဒါကျွန်တော်တို့အာတေတာတို့ဒီနေ့ပွဲစဉ်ကလုံးဝ experiment လုပ်ဖို့အတွက်အကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်တကယ်လည်းတချို့ experiment တွေကမဆိုးဘူးအဆင်ပြေတယ်ဟာမိုင်လာဂျီလာဆိုတဲ့ပုံစံမျိုးကိုမြင်ခဲ့ရတယ်မှာပါဥပမာဒါဒီနေ့ပွဲစဉ်မှာဇင်ချန်ကိုဆိုဒါကျွန်တော် ော့ ASEAN ပုံစံမျိုးမှာပွဲထွက်ခဲ့တယ်။ဒီနေ့ပုံစံမှာဇင်ချန်ကိုတရောတော်တော်လေးကိုအဆင်ပြေခဲ့တယ်ဆိုတဲ့ပုံစံမျိုးရှိခဲ့တယ်။ Starling နဲ့ဒါကျတော့အတွဲဖက် Ban White နဲ့ဒါကျတော့ Chase မှုမှာဇင်ချန်ကိုမစိုးဘူးလို့ပြောလေ။ဒါပေမဲ့အကြီးအဆုံးကဘာလဲဆိုတော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Arteta တယောက်ဒါကျွန်တော်တို့ left 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 back လည်းပြောလို့ရ left wing back လည်းပြောလို့ရကစားတော့မှ ASEAN နေရာမှာထည့်ကစားတာပါပဲ။ Arteta တယောက်ဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုဒါကျွန်တော်တို့အကွက်ဆန်းတွေကိုသူတုံးကြည့်ပုံရပါတယ်။ဒါကျွန်တော်အမှန်တမ်းပြောရရင် left mid တွေ left back တကောပြောရမစော်ဒါ left wing လို့ဆိုရကစားသမားတယောက်ကိုဒါ LCM ဆိုဆိုစားထားပြီးကစားမဟုတ်ဘူးဗျာဒါကျွန်တော်တို့ဟို LCM မှာဒါကျွန်တော် Leclerc ကိုထားပြီးကစားပြီးကျွန်တော် RCM မှာဒါကျွန်တော်တို့ Zinchen ကိုပုံစံမျိုးကစားတယ်ပေါ့ဗျာနော်အဲဒီနေ့ပုံစံမှာ Zinchen ကိုတယောက်ဒါကျွန်တော်အဖွင့်အသွင်းကိုအသွင်းခဲ့တယ်ဒါအမှန်တမ်းပြောမစော်ကျွန်တော်ကျွန်တော်ဒါမိုင်းခွန့်လို့ပါဘာလို့ဆို ဇင်ချန်ကော PSV ကစားသမားမဟုတ်လို့လားအရင်တော့ကကျွန်တော်မားရင်ခွန်းလို့နော်ကျွန်တော်မားကျွန်တော်တော်တော်သိလာတူ Manchester City Manchester City မတိုင်ခင်သူဘယ်ကလာကျွန်တော်လည်းမေ့သွားပြီအဲ့တော့သူနေနေတာကျွန်တော်တွင်းတော့တွင်းကိုသူမအောက်ပွဲမခံခဲ့ဘူးအဲ့တော့ကျွန်တော်စတာတစ်ခေါက်ပါလေ PSV ကကစားသမားမဟုတ်လို့လားကျွန်တော်ခေါင်းထဲမှာတွေးမိတယ်ဒီနေ့ပွဲစဉ်ရဲ့ Man of the Match ကိုတော့ကျွန်တော်တို့ဒါ Starling ဆိုတဲ့ဆရာကြီးရရှိသွားခဲ့ဖြစ်တယ်ဇင်ချန်ကိုရဲ့တွင်းကိုကိုသူဖန်ပေးတယ်သူပြောလို့ရတယ်ဒါမှပါပါတယ်အမှန်တိုင်းပေါ့သူလက်ကပြုတ်သွားတယ်ဆိုတဲ့သဘောပါပဲဒုတိယတွင်းကိုမှဒါသူတော်တော်ကောင်းခဲ့ပါတယ်ဇင်ချန်ကိုရဲ့တောက်လို့ဆို Declan Rice ရဲ့ twin goal မှာဒါကျွန်တော် Starley ရဲ့ပြီးပုံကတော်တော်လေးကို classy ဖြစ်ခဲ့တယ်။ဒါကျွန်တော်တို့အရင်တုန်းကဒါကျွန်တော်မှတ်မဲ့ Manchester City ကဒါကျွန်တော်တို့ အဲလီဗာပူးကစတာတင်ကိုတွေ့မြင်လိုက်ရတူပါပဲဒါကျွန်တော်တို့စတာလေးတယောက်ဒီနေ့ပေါ်မှာပေးလိုက်တဲ့ပြပူးမှုကတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ဒီနေ့ပေါ်မှာဒါကျွန်တော်တို့ဒေါက်တာတယောက်ကိုပြောရမှာဆိုဒေးဗစ်ရိုင်ယာပါပဲဒါကျွန်တော်ဒေးဗစ်ရိုင်ယာတယောက်ရဲ့လက်စွမ်းပြမှုတွေကတော်တော်လေးအဆင်တန်းရှိခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ပွဲတစ်ပွဲကိုကောင်းကောင်းမွန်မွန်ကြီးကိုထိမ့်ပြခဲ့တဲ့ကစားသမားတယောက်လို့ပြောလို့ရတယ်ဒီမှာပါတယ်ဒီနေ့ပေါ်မှာ PSV ကဒီနေ့ပေါ်မှာသူတို့လည်းရှင်းပါတယ်သူတို့လည်းအာဒီနေ့ပေါ်မှာအကောင်းဆုံးရုန်းကပ်ဖို့အတွက်စ조사ခဲ့တယ်ဒါကျွန်တော်ဆိုလို့စီသူတို့တကူပြန်ရသွားတဲ့အချိန်မှာဒါသူတို့တစ်ခုခုပြန်လုပ်ဖို့အတွက်조사တယ်ဒါပေမဲ့ဘာမှအရာမထင်ခဲ့ဘူးဘာလို့ဆိုတော့တစ်ဖက်ရဲ့ဒါကျွန်တော် အာဆနိုသင်းကလည်းဒါအင်တိုက်အာတိုက်ပြန်ဆော့ရတဲ့ကြောင့်မို့လားတိခဲ့ရတယ်ဗျာဒါပေမဲ့အာဆိုသင်းနဲ့ဒီနေ့ပွဲစမှာကျွန်တော်အနေနဲ့ဟာခုနကပြော experimental ကစားကွက်မှာတစ်ခုလိုအပ်ချက်ရှိခဲ့တယ်အဲ့ဒါကပါလို့ဆာလီဘာပဲဆာလီဘာမပါတဲ့အာစတေရဲ့ခံစစ်ပိုင်းကတတော်လေးကိုလိုအပ်ချက်လေးတွေရှိနေတယ်ဒါကြောင့်ဘာလို့ပဲပါရီစ်ပြေးထွက်သွားတဲ့အုံစံမျိုးတို့ဒါပါရီစ်တယောက်တည်းကိုတုတ်ကြီးရက်နေတဲ့ပုံစံမျိုးဒါကျွန်တော်တို့ဘီယိုရာဒီရောက်တာကျွန်တော်တို့ပြည့်ထွက်သွားတဲ့ပုံစံဒါဆာလီဘာသာရှိမယ်ဆိုအဲ့ဒီဂိုးတွေကပေးရမှာမဟုတ်ဘူးလို့ကျွန်တော်တို့လည်းသိရတယ်ဒါပေမဲ့ဆာလီဘာလည်းပွဲတိုင်းပါဝင်လို့မရဘူးသူလည်းနားရမယ်တဲ့မှာဘာလဲလက်ရှိမှာဒါကျွန်တော်တို့ အာဆနိုတင်းတော့ဒီနေ့ပွဲစဉ်ကဒါကျတော့အာဒိတာစိတ်ကြိုက်ပူဆံမှုသူဆော့လို့ရမယ့်ပွဲတွေဖြစ်တော့သူ့အတွက်ကတော်တော်လေးကိုကောင်းတဲ့ပွဲစဉ်တွေပွဲဖြစ်ခဲ့တယ်လို့ကျွန်တော်အနေနဲ့ဆိုရမယ့်တမှာပါတယ်အဲ့တော့အာဆနိုတင်းတဲ့ဒီနေ့ပွဲစဉ်မှာတော့ AC ပါပဲဒါကျွန်တော်အင်္ဂွတ်မှာ2-2ဆိုတဲ့ရလနဲ့ဒူဒါ PSV Hinovan ကိုဒါကျတော့တေးရလနဲ့ဒူဒါကျွန်တော်နှစ်ကြော့ပေါင်းရလ6-3-9ဆိုတဲ့ရလနဲ့ဒါကျွန်တော်တက်ခဲ့တဲ့တမှာပါအဲ့တော့ deficit က6-9တောင်กว่าခဲ့တော့တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရမယ့်တမှာပါတယ်ဒါပြလို့ပြောအာဒိတာအာဆနယ်ကလက်ရှိမှာဒါကျွန်တော် quarter final ကိုတက်လန်းသွားခဲ့ပြီဖြစ်ပြီးတော့ဒါကျွန်တော် Madrid မြို့မှာ Real Madrid နဲ့သွားပြီးရင်ဆိုင်ရဖြစ်ပါ တယ်အဲ့တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်အာဒီတိုက်တာပေါက်ကေးရဆန်နဲ့ကျွန်တော်တို့ဒါ line တက်ပြီးလဲတွေးခဲ့ရလို့ဒါတော်တော်လေးကိုဟာဒါမျိုးတွေလုံးလို့ရပါလားဆိုတော့ဥစားမျိုးတွေလဲဒါကျွန်တော်တို့ feeling ရခဲ့တဲ့မှာပါပါတယ်ဘယ်လိုပဲပြောပါဒီနေ့ပေါ်မှာ PSV Hinoven နဲ့ Tactic Bank အကောင်ဆုံးကြိုးစားခဲ့ပေမဲ့ဒါ Raya ရဲ့ကောင်းမှုတွေလဲအများကြီးတွေးခဲ့ရတယ်ဒါပေမဲ့လက်ရှိအချိန်မှာ Arsenal သင်ရတော့ဒီနေ့ပေါ်မှာ Saliba ဘယ်လောက်ရေးပါလဲဆိုတော့ဒီနေ့ပေါ်မှာဆက်လက်ပြီးတော့မြင်တွေးခဲ့ရတဲ့ပွဲတစ်ပွဲဆိုလဲမှားမယ်တော့မထင်ဘူးအဒီနေ့ပေါ်မှာရီရတီယာနေကိုကျွန်တော်ဒါလက်ဘူးကြီးမှာခဏခဏပြေးသူ့ရဲ့ဒါလှုပ်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  body နဲ့ပြေးနေရတယ်လို့တွေးရတာကသဘောကျစရာလဲကောင်းတယ်ဒါဘယ်လိုပဲ ပြောအာဆိုသင်းကတော့ quarter final ကိုတက်လန်းသွားခဲ့ဖြစ်ပြီး Real Madrid လို့အသိမှုနဲ့တွေ့ဆုံရဖြစ်ပါတယ်အဲ့တော့ Real Madrid နဲ့ဘယ်လိုတွေ့မှာလဲအဲမသိဘူး sequel လို့လို့ဘာလို့လို့ပေါ့အဲ့တော့ Atletico Madrid နဲ့ Real Madrid နဲ့တွေ့ဆုံမယ် Atletico Madrid အနေနဲ့ဒါကျွန်တော်ဒီနေ့ပွဲစံမှာပွဲအဖြစ်အနိုင်ရခဲ့ပြီမင်းဒါကျွန်တော်ရလက်အဖြစ်ရှုံးနေခဲ့တယ်လို့ပဲပြောလို့ရမယ်တမပါတယ်ဒီနေ့ပွဲစံမှာဒါကျွန်တော်တို့ကျွန်တော်မနိုင်မြောက်မဆိုဒါကာလီကာကိုကျွန်တော်မမိလိုက်ဘူးဘာလို့လဲကျွန်တော်က TV မှာကျွန်တော်ဟိုဗါလဲ ရီယယ်မဒရီနာအတလတီကိုဘောချိန်နေတာပေါ့ကွန်ပျူတာမှာကျွန်တော်ကဒီနေ့ပုံမှာ PSV နဲ့ Arsenal Arsenal က AC ပဲဆိုပြီးတော့ကျွန်တော်ကွန်ပျူတာမှာ PSV Arsenal ကိုကျွန်တော်တင်လိုက်တယ်တင်ပြီးတော့ကျွန်တော် TV မှာချိန်နေတုံးရှိသေးတယ်ဖွင့်လဲဖွင့်လိုက်ကောအာဝိုးမက်ထရိုပိုလစ်တဘယ်ဆိုအာမက်ထရိုပိုလစ်တူကအာအတန်ဒီဝိုးနော်ဟာဂိုးဝါရဘယ်သူဂိုးဝါလဲမသိဘူးပြူကြည့်ရတယ်သူကဟိုကနာနာရီ55မှတ်ထားပြူကြည့်ဟာတီကိုဂိုးဝါရဆောရေးပဲရှိတယ်အချိန်ကျ22မိနစ်လား22စက္ကန့်လားမသိပဲရှိသေးတာဟာ တော့တွင်းဝါရဲ့တွင်းဝါတော်တော်လေးမိုက်တယ်ကျွန်တော်ဒေါင်းအားတွေပေးသွားတယ်ပေးသွားတယ်ဘောလုံးကျွန်တော်ဂျာဟာပေးလိုက်တယ်ဟာပေးလိုက်တယ်ဘောလုံးကကလေကာကနေပြီးအဆုံးသတ်သွားခဲ့တယ်ပေါ့နော်အခေါင်းထဲမှာဆိုတော့အာဒါဆိုရင် real america ကတော်တော်မလွှဲတာပဲဆိုပြီးတင်တယ်ဒါပေမဲ့ဒီနေ့ပုံစံကတော်တော်လေးကိုမိုက်တယ်ဗျာဒါ drama တွေများခဲ့တယ်ပေါ့နော်ဒါတော့အနိုင်မဲ့တာ atletico madrid ရဲ့အိမ်ဝင်မှာဒါကျွန်တော် real madrid နေနဲ့ပတ်နေပြီးအဆုံးဖြတ်နိုင်နိုင်တယ်ဆိုတော့တော်တော်လေးကိုဒါ drama များခဲ့တယ်ပုံစံတွေဘယ်လိုပြောလို့ရတယ်ဒီနေ့ပုံစံမှာဒါကျွန်တော် real madrid နေနဲ့ဒါကြောင့်ပတ်နေပြီးရခဲ့တယ်ဒီပတ်နေပြီးကိုတော့ဆရာကြီး vinicius ကျွန်တော်ဒါအပေါ်ထောင်ခံခဲ့တယ်ဒီမှာပါဒါပေမဲ့ ်ဖီနီရှင်းကတော့လက်ရှိမှာ confidence ရအမြဲတမ်းပြည့်နေတဲ့ကစားသမားဖြစ်တော့ဒီဟာကိုအပြောင်းဆုံးပြန်လာမယ်လို့တော့မြင်တယ်ဒါကျွန်တော်တို့ကမဟုတ်သေးပါဘယ်လီဟန်ကျွန်တော်တို့ကပက်တတီလောလောချင်မှာချက်ချင်းဆိုဆိုဗီနီရှင်းစီသွားပြီးတော့ဒါမင်းလုံနိုင်မှာပါဆိုတဲ့ပုံစံမျိုးတွေးခဲ့ရတယ်မှာပါအဲ့တော့ဒီနေ့ပေါ်စမှာဒါဘယ်လိုပုံလင်းပြောမှာဆိုအက်လက်တီကိုမက်ထရစ်တော်တော်လေးကိုကောင်းခဲ့တယ်ဗျတတော်တော်တော်ကြီးကိုအက်လက်တီကိုမက်ထရစ်ကောင်းခဲ့တယ်မှာပါတယ်အက်လက်တီကိုမက်ထရစ်နဲ့ဒီနေ့ပေါ်စမှာဒါဟူလီယန်အေဗရက်ဆိုအစုအဖွဲ့နဲ့တတော်လေးကိုမိုက်ခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့ ဒီနေ့ပုံမှန်တော့ကျွန်တော်တို့ Atletico Madrid ကတော့ကျွန်တော်ရှင်းပါနေဒါ Simone စီကဘာမှပေါက်ခဲ့ရဆန်တဲ့ lineup တွေမျိုးကလုံးဝ solid ဆန်တဲ့ဒါကျွန်တော် full full ဒီပုံစံမျိုးတွေ့ခဲ့ရတယ်။ဒီနေ့ပွဲစဉ်မှာကြည့်ပြီးတော့ကျွန်တော်ဂိုးသမားနှစ်ယောက်အားပြိုင်မှုတွေကိုတွေ့ခဲ့ရတယ်။ဒါတစ်ဖက်ကလည်းကျွန်တော် Young All Black တွေဒါတစ်ဖက်က Thibaut Courtois ပေါ့နော်။မိနစ်60အတွင်းမှာဒါကျွန်တော်တို့ Thibaut Courtois ရဲ့ less one တွေကပုံမှုပြီးတော့ကောင်းခဲ့ရတယ်မှာပါ။ဒါပေမဲ့ penalty အဆုံးပြတ်မှာဒါကျွန်တော် Young All Black အကောင်းဆုံးကာကွယ်ခဲ့ပေမဲ့ဘလူးမမတက်နိုင်ခဲ့တဲ့နေသားတစ်ခုရောက်သွားခဲ့တယ်ပေါ့နော်အဲ့တော့တခါကြရင်ညခုနပေါ်သူပဲဒါဟိုပွဲတစ်ပွဲမှာပေါ့နော်ဂိုးသမားတယောက်ကဘယ်လောက်ထိအေးပါလဲဆိုတာတီဘို ို quarters ကိုကြည့်ရင်တိတာတွေမှာပါတယ်ဒီနေ့ပုံမှန်ဒါခုနပြောတဲ့ live score ကို full mob တွေမှာတော့ Chan Oblak ကိုတော့ဒါကျွန်တော်တို့လောက man of the match ပုံစံမျိုးပေးထားတာတွေ့ရမယ်ကျွန်တော်က Tibo quarters ကိုပို့ပြီးသဘောကျတယ်တော့မှာပါတယ်မိနစ်90တမသူမှန်တယ်ပြောမှာသူ့စီကိုဘောလုံးတွေကတက်တက်လာတယ်ဆိုပေမဲ့လောက combo shot အရမ်းမှန်တယ်သူဖမ်းသွားတဲ့လိုပုံတော့ဘတ်ဖို့ဘတ် okay ပြီးသွားပြီရပြီအဲ့တော့ Tibo quarters နဲ့ပထမဆုံးလုံးလုံးကိုပေးလိုက်တာလို့လို့ Chan ရဲ့ percentage down shot မိနစ်90မှာ combo shot ပြည့်သွားတယ်အဲ့တော့ကျွန်တော်တို့ ရီယယ်မက်ဒရစ်ရဲ့နောက်ပိုင်းချန်ပီယံလိဖလားအကြောင်းကိုပြောမယ်ဆိုရင်ဟိုလူကစားသမားဒီမားလာကျွန်တော်တို့အာခရစ်စတီယန်ရော်နာဒိုဂါရက်ဘီဘန်ဇီမာဒီလူကစားသမားမျိုးအကြောင်းကိုအမြဲတမ်းပြောတယ်ကျွန်တော်တီဘိုကော်ဒရက်စ်ကိုပြောအမြဲတမ်းမိတယ်တနစ်တနစ်ဆိုတာကျွန်တော်တို့ချန်ပီယံလိပိုင်နေမှာဆိုဂျာဂျန်ကလော့တောင်မှာအော်ယူလာတော့ဒီကငါတို့စီမာတာတီဘို ပါလေရီယမ်မက်ထွက်ဖလာရသွားတာတီဘိုကော်တွတ်စ်ကြောင့်ပါဆိုတဲ့ပုံစံမျိုးပြောအော်အော်ယူလာတယ်ဒါပေမဲ့ပနတီဆိုမျိုးမှာတီဘိုကော်တွတ်စ်ကောင်းတာဆိုတာထက်ဒါကျွန်တော်တို့ဟူလီယန်အက်ဗရက်စ်ရဲ့ပနတီကနည်းနည်းလေးပြောစရာဖြစ်ခဲ့ဒါပေမဲ့စီးမင်းကစီးမင်းပဲဗျခုနကပြောလို့ပဲဒါအမှန်တမ်းပြောရမလို့ဒီနေရာမှာကျွန်တော်ထောက်ခံတယ်မထောက်ခံဘူးဆိုတော့စီးမင်းကစီးမင်းပဲဒါကျွန်တော်ပနတီတန်ပြီဆိုရင်တစ်ချက်ထိလို့မရအောင်နှစ်ချက်ထိအဲ့ဒီပနတီက choke off ဖြစ်တယ်ဆိုတော့ဒါသူ့ရဲ့စီးမင်းဖြစ်တယ်ကျွန်တော်လည်းအဲ့ဒီပနတီတန်ပြီးမှကျွန်တော် online မှာတောချာချင်မှဟုတ်တယ်ဗျဒါကျွန်တော်တို့ပနတီကန်တဲ့ချိန်ကျရင် ကျွန်တော်နှစ်ဖက်လုံးထိလို့မရဘူးကျွန်တော်နှစ်ဖက်လုံးထိသွားရင်အဲ့ဒီ penalty က chalk off ဖြစ်တယ်လို့ကျွန်တော် chalk off ဖြစ်တယ်ဆိုတာကျွန်တော်တို့ပယ်ဖြတ်ခံရတယ်လို့ကြားသိရတယ်မှာပါအဲ့တော့ပြောချင်တာတော့ဒါ fair နာဘာဒါ senior senior နိုင်တိုင်းလူကြီးလို့တော့ကျွန်တော်နေတိုင်းလူကြီးတော့ဘာမှပြောလူကျင်စဲမရှိဘူးဒါကုနာပေါ့ဆိုရင်နည်းနည်းလေးပေါ်ချင်အောင်နိုင်နေတာကျွန်တော်တို့ senior senior ဆိုတာမှတ်မဲ့ senior senior ကတော့ senior senior ပေါ့တော့မလောက်ကကြီးမှာ senior 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 ပဲအဲ့တော့ senior senior ကကျွန်တော်တို့ဒါ hulian average ကိုဖြတ်ပယ်ဖြတ်နှစ်မျိုးဘူးတော့ကောင်းနေဒါပေမဲ့ ် it is what it is ပဲအဲ့တော့ဆရာကြီးကျွန်တော်တို့ဒါ vasquez ရဲ့ penalty ကိုတော့ဒါကျွန်တော်ရ all black အကောင်ဆုံးကောက်ွယ်သွားခဲ့တယ်ပြီးလည်းပြီးတော့ကျွန်တော်ဒါတစ်ဖက်ကဒါကျွန်တော်တို့ solo penalty ဒါဘယ်လိုလဲမသိဘူးကျွန်တော် penalty လွဲတယ်ကျွန်တော်မှတ်မှတော့ကျွန်တော် h မူတမှတ်တော့အဲ့တော့ကတော့တလုံးကန်သွားတယ်အကြီးရတော့ခါခါရဲ့ပြန်ကမ်းတာ tibo quarter set ကန်ပါတော့သူအဲ့ကန်လိုက်တဲ့ဘောလုံးကဘုံဆိုပြီးတိုင်ထိပ်ပြီးတော့ quarter ရဲ့လို့ လုံနေတဲ့အချိန်မှာဒီကောင်းဘတ်ဆိုလာဒီဘောလုံးကပြန်ထွက်သွားဒါခါကျရင်ကော်တော့ရှယ်တာဂိုးဂိုးကာကွယ်တဲ့လက်ကလည်းတအားကောင်းတယ်သူပြောလို့ရမယ်ဒီမှာပါတယ်ဗောနော်အဲ့တော့တခါအော်ရေလော့ဂယ်မာကော့စ်လော်ရန်ဒီဟုတ်တယ်လော်ရန်ကျော်ဆော်လော့နဲ့မှာလော်ရန်ဒီကန်သွားတဲ့လုံကတကယ်ခုနပြောလို့တိုင်အောင်တိတ်ဆိုထိပြီးတော့အောက်ကိုပြန်ကျလာကြတယ်။တာမန်ချင်းဆိုတာကျွန်တော်တို့နေရာမှားတဲ့ကုသမအဲ့ဒါပြန်ဝင်သွားဖို့များဒါပေမဲ့တိုင်ထိပြီးတော့ ကျွန်တော်တို့တီဘိုကော်တော့ကိုပြန်ထိပြီးတော့ဘောလုံးအပြင်ထွက်သွားချိန်မှာဒါသွားတာပေါ့เนาะအဲ့တော့ဘယ်လိုရောဒီနေ့ပုံစံမှာဒါပနက်တီအဆုံးဖြတ်နေရီယယ်မက်ဒရစ်ကတော့ဒါကျွန်တော်တို့အတ်လက်တီကိုမက်ဒရစ်ရဲ့အင်္ဂမနိုင်ယူခဲ့တယ်သူတို့တက်ကဒါစပိန်ပြိုင်ပတ်လည်းဖြစ်သူဒါမက်ဒရစ်ပြိုင်ပွဲလည်းဖြစ်တဲ့ကြောင့်အနိုင်ယူခဲ့တော့တော်တော်လေးကိုတန်ဖိုးရှိခဲ့တယ်လို့ပြောလို့ရမှာမဟုတ်ပါဘူးဒီပွဲနိုင်ပြီးတော့ရီယယ်မက်ဒရစ်ကဒါကျွန်တော်အာစနယ်အသင်းနဲ့တွေ့ဆုံတော့မှာဖြစ်တယ်လို့ပြောရင်းနေပဲဒါကျွန်တော်တို့နောက်ထပ်တသိတသိနဲ့ဒါကျွန်တော်တို့တူနိုင်မမီဦးနိုင်အမ်ရဲ့အသင်းကိုလည်းချေချူပါဗျအက်စတရောဗလာတဲ့ဒီနေ့ပွဲစဉ်ကဒါ တို့အနေနဲ့လည်းကန်ကောင်းသွားခဲ့တဲ့လူပြောရမှာပေါ့ဒါစောစောစစ်စစ်ဒါကလပ်ဘရူဂေးနေနဲ့အနီးကပ်ရသွားချိန်မှာဘာမှလုံးလုံးမရခဲ့ဘူးအက်စတန်ဗလာတင်တောက်ရှော့ဒရာဇက်တိုက်စစ်ဆင်ခဲ့တယ်ဒီဒရာဇက်တိုက်စစ်ဆင်ခဲ့မှုကလည်းတစ်ဆင့်ဒါကျွန်တော်ဂိုးရမှုတွေအများကြီးဖြစ်ခဲ့တယ်ဒါပေမဲ့ဒီနေ့ရတာစောင့်ရသည့်အကောင်းဆုံးလူဝဲမှုတစ်ခုလို့ပြောလို့ရမယ်မာကိုအန်ဆန်စီယိုကတော့ မအက်စတိုဗလာရဲ့ကျွန်တော်အသက်ကိုထပ်ပြီးတော့ကဲသွားခဲ့ပြန်တယ်လို့ပြောတယ်ဒါပေမဲ့ကဲသူမကဲတဲ့ဒါပထမကြောက်မှာကဲတဲ့နိုင်နေပါပြီထားပါအဲ့တော့ဒီနှစ်မှာဒါ market ratio ရဲ့ SSU ရဲ့တွဲလုံးတွေကအင်မတန်မှတော်တော်လေးကိုခူးဖြစ်လုံးနေလို့မြင်တယ်ဒါကျွန်တော်တို့ ratio က left wing ကပြေးတယ် SSU က center forward ဆန်ဆန်ဒါ AM ဆန်ဆန်ဒါကျွန်တော်ကွင်းထဲကိုဝင်ပြီးတော့ဒီအဆုံးသတ်မှုတွေတော်တော်လေးကိုကောင်းခဲ့တယ်လို့ပြောလို့ရမယ်တော့ပါဒါပေမဲ့ ratio ကလက်ရှိမှာဒါ Manchester United အသင်းမှာမတွေ့ခဲ့ရတဲ့ ratio တယောက်ကိုတွေ့နေရတယ်လို့တောင်မှမြင်ပြီးရတယ်မှာပါတယ်ဘောနော်အဲ့တော့လက်ရှိမှာ Aston Villa အသင်းမှာဒါကျွန်တော်တို့အသွေးရဲ့ကိုစီကိုစီအသင်း င်းမှာအသုံးမလုပ်တဲ့ကစားသမား၂ယောက်က Aston Villa အသင်းမှာခြေစွမ်းပြနေတာကတော့တိတ်ပြီးသဘောကျစရာကောင်းတယ်လို့ပဲမြင်မိတယ်။ Market Rush လည်းလက်ရှိမှာဒါကျွန်တော် Aston Villa အသင်းနဲ့တူတာကျွန်တော်တို့နောက်တစ်ဆင့်ကိုတလန်းသွားနိုင်ခဲ့ပြီဖြစ်တယ်လို့ပြောပြရစီ။အဲ့တော့လက်ရှိမှာဒါကျွန်တော် Aston Villa အသင်းနဲ့တပွဲချောင်းတစ်ခုကိုပြီးသွားချိန်မှာပွဲချက်တို့ရင်ဆိုင်ရမယ်။ Aston Villa အသင်းကဒီပွဲကိုနိုင်သွားတဲ့အချိန်မှာ Paris Saint-Germain နဲ့ရင်ဆိုင်ရမယ်လို့ကြားသိရတယ်မှာပါတယ်။တစ်ဖက်က Arsenal အသင်းကတော့ Real Madrid နဲ့ရင်ဆိုင်ရမယ်။ပြီးတော့ဒါကျွန်တော်တဖက်မှာပွဲကြီးပွဲကောင်းတဲ့ပွဲတွေတော့ကျွန်တော် Bayern Munich အသင်းကတော့ကျွန်တော်တို့ဒါ Inter Milan နဲ့ရင်ဆိုင်ရမယ်။ Barcelona အသင်းကတော့ကျွန်တော်တို့ဒါ အာဘရူချက်တော်မွန်နဲ့ရင်ဆိုင်ရမယ်လို့ကြားသိရတယ်မှာပါပါအဲ့တော့ပြောချင်တာကကျွန်တော်တို့ quarter final မှာလည်းပွဲကောင်းနေကြပါပြီပဲပွဲ quarter final ရောက်သွားပြီဖြစ်လို့ကြောင့်ဒါပွဲစီပွဲကြီးပွဲကောင်းနေလာရမယ်တော်တော်လေးကိုစောင့်ကြည့်ရမယ်ပွဲစဉ်တွေဖြစ်သွားပြီလို့ပြောရင်းနေပဲ round of 16ကတော့အောင်မြင်စွာပြီးဆုံးသွားခဲ့ဖြစ်ပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတော့ ਨੇ TV 4 YouTube ရဲ့ link လေးတွေကိုထည့်ပေးထားကြကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရဲ့များများလေးလည်း click လုပ်ဖို့မမေ့ကြပါနဲ့ဟုတ်များများ click လုပ်မှများများနာဖြစ်ပါတယ်အားလုံးကြွလို့ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေ ပဲကျွန်တော်တို့နောက်မှ EC2 ကြတာပေါ့ဒေးပါဗျာ